ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်အလုတ်တွေကလည်းတပုံတပင်စပင်ကလည်းဘလို့မှ မချောက်နိုင်အောင်တခါတခါကျတော့ဒီရှေလျားထူထဲတဲ့စပင်တွေကငေါ့တော်တော်ဒုက္ခပေးတယ်သူကကောင်းလျှော်တာနိုင်ဘယ်လောက်ရှိနေပြီပုံ ဒါပေမဲ့လည်းစပင်းဟာအရင်ရှိပြီးထူလွန်းတဲ့အခါမှာတော့မြင်မြန်မချောက်နိုင်မဖြစ်နေပါသေး။လီတာဆောင်မှာတော့နေအောင်ကြားဝင်နေပြီ။အဲ့ဒီလိုသာသွားလိုက်ချက်ချင်းချောက်မှာဆိုပေမဲ့အပြေမှာတယောက်ယောက်ကငါစပင်းတွေမြင်သွားရင်ကြည့်ပြီးတော့ဝေဖန်ပြောဆိုကြမှာ။ဖះရေငါတို့တကယ်ကိုတွေ့ရဖြစ်နေပြီ။ဒီလိုမျိုးယူရကသူ့ခန်းထဲမှာထိုင်ပြီးစိတ်ပူနေခဲ့ပါသေး။ဒီချိန်မှာပဲရောက်ကမဒေါ်သီတာရောက်လာပြီးပြောလိုက်ပါလို့ရတယ်။ချွေးမဒီမှာထိုင်မြင့်အချိန်ဖြုံးနေတယ် အခုဘယ်ချိန်ရှိနေပြီဆိုတာသိရလားပြီးတော့ထမင်းလည်းမချက်ရသေးဘူးသိပါရဲ့အမေရဲ့ဒါပေမဲ့ဘလို့လောက်ရမလဲကောင်းလျှော်တာတနိုင်နီးပါရှိနေပြီဒါပေမဲ့စပင်တွေကစိုးနေတော့မယ်ဒီလိုအချိန်နေမျိုးမှာစီးလိုက်ရင်ကောင်းကြိုက်လာလိမ့်မယ်စပင်ကိုဖြန့်ပြီးလဲချက်လို့မရအောင်လေအဲ့ဒါကြောင့်ပြောတာပေါ့အပေါ်ရန်လာရေးမကြည့်ဘူးသမီးနဲ့နဲ့ပပပေါ့ပါအောင်လှုပ်တင်နိုင်ဒါဆိုရင်လှလှောက်ရတာလွယ်ကူသွားလိမ့်မယ်နှုတ်ရီကိုကြည့်စမ်းသူ့ရဲ့စပင်တို့လေးကြောင့်အလောက်အလုံးဘလောက်လွယ်လွယ်ကူကူလှုပ်သွားလဲ ဒီလိုမျိုးဒေါသိတာဟာမကြာခဏနှူးရည်နဲ့နှိုင်းရှင်ပြီးယူရကိုစပင်းညှက်ဖို့ပြောလို့ရှိပါတယ်။ဒါပေမဲ့လည်းယူရရဲ့စပင်းတွေဟာသူ့ရဲ့အသက်တမျှတန်ဖိုးထားခဲ့ရတာပါ။သူ့ရဲ့မိခင်ဟာလက်နဲ့လှုပ်ထားတဲ့စပင်းစီအထူးတစ်မျိုးနဲ့ဒီလိုရှည်လျားပြီးထူထဲလောင် ပြုစုပေးခဲ့တာဖြစ်ပြီးယူရကလည်းလှလှပပဝန်ဆောင်ဆင်ရင်ရတာကိုဝါသနာပါရသူတယောက်ပါ။ဒါပေမဲ့လည်းဒီစင်းရတဲ့ယောက်မအီမာတို့အလုပ်တွေအားလုံးကိုတယောက်ထဲလောက်ရပြီးအဲဒါကြောင့်သူ့ရဲ့သဘင်တွေဟာအမြဲတမ်းအဟန့်အတားဖြစ်နေကြတာပေါ့ကွယ် နူရီကသူတို့အိမ်နဲ့မျက်နှာချင်းဆိုင်အိမ်ရဲ့ချွေးမဖြစ်ပြီးသူ့စပင်ဟာယောက်ျားလေးလိုမျိုးတူတူလေးပါ။ဝတ်စားစင်ရင်မှုတွေဟာလည်းယောက်ျားလေးဆန်တဲ့ဝတ်စားတွေနဲ့ပဲဝတ်ထားတတ်ပါတယ်။နူရီသမီးရဲ့အဲ့တဲ့တွေရောက်နေတယ်။သူတို့တို့လက်ဖက်ရည်နဲ့မနှက်စာပြင်လာအောင်တော့ပြီးတော့ဟိုသူတို့ရှေ့လိုင်းအိုစားလဲပြီးတော့ကောင်းအောင်ဖုံးထားလိုက်အောင် အမေချွေးမတီလိုပုံစံဖြစ်နေတော့သူတို့မြင်အမေကိုနောက်ပြောင်ကြလိုက်မယ်။အမေသူတို့အဲ့တဲ့တွေတတ်တတ်ပါဆွေမျိုးတွေမှမဟုတ်တာ။ သူတို့ဘာပြောပြောကျမတို့အရေးမကြီးပါဘူး။လူကြီးကဒီလိုပြောပြီးလက်ဖင်ရည်နဲ့မနှက်စားပြင်းဖို့မိဖို့ကြောင့်ကိုသွားခဲ့ပါတယ်။ဒေါနီလာကလည်းဘာမှမတက်နိုင်မင်းရဲနေခဲ့တာပေါ့။လူကြီးဟာအချက်ပြုတ်မှရှင်တော်ပြီးမြို့ပြကခင့်မိတဲ့မင်းကလေးတယောက်ပါ။ဒါပေမဲ့လည်းအိမ်မှုကိစ္စတွေကိုလည်းကျွမ်းကျင်ပါတယ်။တခဏလေးအတွင်းမှာပဲမနှက်စားရအားလုံးကိုပြင်ဆင်ပြီးဘန်းမော်တင်ကဧည့်သည်တွေကိုသွားချပေးလိုက်ပါတော့တယ်။လူကြီးကအရွယ်ကြီးတဲ့တီရှပ်အပေါ်ကဂျာကင်အင်ဂျင်နဲ့ ဂျင်းပေါင်မီကိုဝစ်ထားပါတယ်။နီလာနင့်သားမနှက်စာပြင်းမရှူလားလား။ဒါချွေးမတွေထက်ပုံမြင်မြန်အလုလုံနိုင်တာပဲ။ဒါနဲ့နင့်ချွေးမအောင်ဘယ်မှလဲ။ဩချွေးမလေးကအခန်းထဲမှာနားယူနေတယ်။နည်းနည်းနေမကောင်းဖြစ်နေလို့ပါ။အမေဘာလို့လိန်ပြောနေရလဲ။ကျမတူဦးတီတော်ချွေးမလေးဒါဆိုပဲချွေးမအနားယူနေရလဲ။လူကြီးရဲ့အတန်ကိုကြတော့ဣန္ဒြေရီလည်းအံ့အားတင်သွားပါတော့တယ်။နီလာရဲ့ချွေးမဒါလား ျမတို့အခုမှပထမဆုံးချိန်လာဖူးတာဆိုတော့တားလို့ပဲထင်လိုက်တာဘာပဲဖြစ်ဖြစ်ချွေးမထက်တမတ်နဲ့ဗုဒ္ဓနေတယ်ဒီလိုမျိုးဧည့်သည်တွေဟာနုယီနဲ့ဒေါနီလာကိုနောက်ပြောင်ကြပါတယ်ဒေါနီလာကလည်းအရင်ရှက်သွားပါတော့တယ်ဒါကုမျိုးနဲ့နုယီဟာဧည့်သည်တွေကိုချက်ချင်းထွက်သွားဖို့အတွက်တောင်းဆိုလိုက်ပါတော့တယ်ဧည့်သည်တွေလည်းဒေါသထွက်ပြီးထွက်သွားလိုက်ကြတော့တာပေါ့တမီးကရုပ်ရည်လည်းမရှိ စိတ်တက်လည်းမရှိဘူးဘသူကဧည့်သည်ကိုဒီလိုမောင်းထုတ်လို့လဲဒါပေမဲ့မေ တို့ကကျမတို့နောက်ပြောင်နေရလေဖះရေတို့နောက်ပြောင်တာနှင်းကြောင်နေနင်ကယောက်ျားတယောက်လိုအိမ်ထဲမှာရှောက်သွားနေလူတွေကမပြောဘဲနေပါမလားဘသူဘာပဲဘိုးဘိုးဘလို့ပဲနေနေတပတ်လူရဲ့ပုံမှန်တရံနောက်ပြောင်ဖို့ဆိုတာဘသူမှမအခွင့်အရေးမရှိဘူးလူရှင်တော်လိုဝုတ်ပြီးရှောက်သွားနေတောင်မှပဲကျမတို့ရဲ့အပြုမှုအတွက်အကျိုးဆက်ကိုပဲပြန်ပေးလိုက်တာဘာမှပုံမလုပ်ပါဘူးအမေရဲ့ဒီလိုပြောပြီးနုကြီးကဖုန်းသုံးရင်းအခန်းထဲကိုဝင်သွားခဲ့ပါတယ်ဖះရေငါပါအမားကိုလုံမိသွားပါလေ ဒီအယူမောင်ငါဘလို့လို့ချွေးမတော်မိရလဲမတိတားရဲ့ချွေးမယူရဆိုရင်လေလှလဲလှတယ်ရင်ကျေးတယ်ဂုံတက်တိတွေအပြည့်ရှိတယ်ဒီတစ်ပတ်မှာတော့ငါချွေးမောင်လည်းကြည့်ပါအောင်ဟဲငါကန်ကြမှာငါ့ကိုမေ့ထားလိုက်ပြီဒီလိုမျိုးနဲ့နေတိုင်းယူရနဲ့နှုတ်ရီကိုနှိုင်းရှင်ပြီးကန်ကြမောင်ကိုချိန်စဲရင်းနဲ့ငိုကြွေးနေတော့တာပေါ့ယူရကတော့သပင်မချောက်တဲ့အတွက်သူ့သပင်ဖြန့်ပြီးချက်ပြူရပါတယ်ခဏအကြာမှတော့ထမင်းဟင်းတွေချက်ပြီးစပွဲပုံကိုတင်ထားလိုက်ပါတယ် ပြီးတဲ့အခါမှတော့အားလုံးကထိုင်ပြီးစားလိုက်ကြပါတော့တယ်။ညီမလေးတခါတလေတော့အစ်စ်ဆန်းလေးတွေလည်းချက်ပါအောင်ဟဲ။နေ့တိုင်းဒီလိုပဲဟင်းထမင်းဟင်းသင်းရွက်နဲ့ချက်ပါတီတွေကိုစားတာရိုးနေပြီ။ဒီထက်ဆိုးတာလေ။နင်အစားစားထဲမှာစီးတဲ့အရင်အများထက်တက်တယ်။ရရနင်ကရွာလာတယ်ဆိုတော့တော့ငါလက်ခံတယ်။ဒါမဲ့အခုတော့မြို့သူချင်းမှဖြစ်နေပြီလေ။ဒါကြောင့်အစ်စန်းလေးတွေစူးစမ်းချက်ပြုတ်ဖို့အတွက်စက်ပြီးစူးစမ်းကြည့်ပါဦး။ဟဲ့၊ तू ကအလှပြင်တာနေအာမအစ်စန်းစူးစမ်းနိုင်မှာပေါ့ တနေကုံစပယ်နဲ့အဝတ်စားတွေနဲ့ပဲအလုပ်များနေရလေဒီရကအစင်မကောင်းတဲ့မျက်နှာနဲ့ဘာမှမပြောဘဲတိတ်ဆိတ်စွာပဲရက်နေခဲ့ပါတယ်အဲ့နောက်မှာဘသူမှမျှော်လင့်မထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ်ချွေးမငါပကံထဲမှာဒီလိုစပင်ရှိကြီးဘလို့ရောက်နေရလေအဖေတခြားပကံတစ်ခုနဲ့ဟင်းထက်ထက်ပေးပြစေဒီအိမ်မှာတလောက်ညစ်ပတ်နေအောင်ချမ်းပြုတ်နေမဲဆိုရင်ငါဒီမှာမစားတော့ဘူးဥခိုင်ကဒေါသထွက်ပြီးအွန်လိုက်တာကိုမြင်တော့အားလုံးလည်းအရင်ကြောက်သွားကြပါတယ် ။ဥက္ကိုင်ဟာဒီလိုပြောပြီးထမင်းမစားဘဲနဲ့ထွက်သွားလိုက်ပါလို့တယ်။အားလုံးဟာသူ့ကိုကြားနေခဲ့ကြပေမဲ့မရပါဘူး။အားလုံးရဲ့အကျိုးဆက်ကိုမြင်မိမလား။စပင်ဖြတ်ပြီးချက်ပြုတ်ရင်စပင်အစားစားနဲ့ကြမှာပဲလေ။အခုအဲ့ဒီအစားစားလွင့်ပြပြီးနောက်ခုထက်ချက်လိုက်ပြီးတော့ဒီနေ့အစားပြီးစပင်စီးပြီးမှချက်ကြလား။ဒီလိုပြောပြီးသူတို့အကုန်လုံးကစပွဲကန်ဒီဒေါတာတကြီးနဲ့ထရရပြီးထွက်သွားလိုက်ကြပါတော့တယ်။ဒါကုံမြင့်တော့ယူရရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာခဲ့ပါတယ်။ သူကသပင်းစီးပြီးပြန်ပြီးချက်ရတော့တာပေါ့တဖက်မှာနုကြီးကလည်းချက်ပြုတ်နေခဲ့ပါတယ်ထိုးစလို့နဲ့ချက်ငါလေးရှောင်းနိုင်ပုတ်ခဲ့ပြီးစကောင်းလေးကိုနေမြောင်ရှင်းကောင်းတဲ့တွေမှာသွားအပြုံးလေးချက်ကြောင်လာကဘာမြင်ချလေးသွားခဲ့ပြီးမြင်လေရအချီအချီချီနုကြီးကအမြဲတမ်းဒီလိုမျိုးအော်ဟစ်တဲ့ချင်းဆိုရင်ချက်ပြုတ်တတ်ပါတယ်သူကအချက်ပြုတ်မှကျွမ်းကျင်ပြီး ကခုံရင်တချင်းဆိုရင်မျက်နှုံးလျက်စီးနေပဲအစားစရာတွေကိုချက်ပြုတ်တတ်ပါတယ်။အော်ဒါပါလေမြုပ်သီးမောင်ကကုံသွားပြန်ပြီမြုပ်သီးတောင်းဝယ်ရတော့မယ်။ဒီလိုနဲ့ပဲသူဟာဈေးကိုမြုပ်သီးဝယ်ဖို့ထွက်သွားခဲ့ပါတယ်။ရုတ်တရက်ဒေါနီလာဟာသူ့ထွက်သွားတာကိုမြင်လိုက်ပြီးမေးလိုက်ပါတော့တယ်။ချွေးမခင်းချက်နေဘယ်သွားမလို့လဲ။အမေမြုပ်သီးမောင်ကုံသွားလို့ပါအဲ့ဒါလေးတောင်းဝယ်မလို့။သမီးဘယ်ကိုမှတောင်းစရာမလို့။သမီးဝတ်ထားတဲ့ဥစားကိုကြည့်စမ်း။ ဒီလိုပွားပွားချောင်ချောင်ပေါင်းမိရှေးနဲ့တီရှပ်ကိုဝတ်ထားတယ်။ဘာလို့လူတွေကိုသမီးကိုနောက်ပြောင်မခွင့်ရေးတွေပေးနေရလဲ။အမေကလည်းဒီစကားပဲထပ်ပြောပြန်မိ။အမေကကျမဝတ်စားတွေရလွယ်ပြီးတခြားပါမှမစင်စားနိုင်တော့ဘူးလား။ကျမအတွက်စိတ်ပူစရာမလိုပါဘူး။ဒေါနီလာစကားကိုနားမထောင်မင်းလူကြီးဟာမြေုပ်တီးဝယ်ဖို့အတွက်ထွက်သွားခဲ့ပါတယ်။သူပြင်ထွက်လာတဲ့အင်းနီနာချင်းချင်းမကသူ့ကိုတတိထားမိသွားခဲ့ပါတယ်။အမေမြင့်မြတ်လာပါ။ဟိုမှာအန်တီနီလာတမတ်ထွက်သွားပြီ။ ဒီလိုနဲ့တခြားရောက်ခမတွေနဲ့ချွေးမတွေလည်းအပြင်ထွက်လာပြီးသူ့ကိုစပြီးတော့ကြည့်ကြပါတော့တယ်။ဒါဘတော်မှရက်မှာမဟုတ်ဘူး။သမီးဆိုလိုတာဝတ်လာတဲ့ဝတ်စားတွေလည်းကြည့်အောင်ယောက်ျားလေးတွေတောင်ရှက်သွားလိမ့်မယ်။သူ့ရဲ့အဝတ်စားလမ်းလျှောက်ပုံစပင်အားလုံးကထူးခြားနေတယ်။သူကကိုကိုကိုသခင်ယောက်ျားလို့ယူဆထားတဲ့ချက်နဲ့အဲ့လိုပြောပြီးနှူရီကိုလမ်းတစ်လျှောက်လုံးနောက်ပြောင်ကြပါတယ်။ဒါပေမဲ့လည်းနှူရီကဒီယောက်ျားကိုအကျဉ်းတဝင်ဖြစ်နေခဲ့ပေမဲ့သူ့ယောက်ျားမတွေကတော့ဒီလိုမဟုတ်ခဲ့ဘူးပေါ့ကွယ်။ ရန်နေငယ်ကြာပြီးနောက်မှာယူရလင်းသူ့ရဲ့စုံနေတဲ့သဘင်တွေကိုမြ мян 60စီဖို့လာသားဆောင်ကိုလာခဲ့ရပါတယ်။သူ့ရဲ့ဒူးစစ်တိရှီလျားပြီးထူထဲတဲ့သဘင်တွေကိုလာသားဆောင်မှာဖြန့်ပြီးအချောက်ခံနေပါတယ်။ဒီတစ်ခါမှာပဲအင်းနီနာချင်းယောက်ခမရီနဲ့ချွေးမာရီရဲ့မျက်လုံးတွေဟာသူ့စီကိုရောက်လာခဲ့ပါတယ်။စပင်တွေလားဒီနေ့မှပထမဆုံးချိန်ယူရစပင်ဖြန့်ပြီးလေသားဆောင်မှာမြင်ပူးတာပဲ။သူ့စပင်နဲ့မကအောင် သူကိုယ်တိုင်အရန်လာတယ်။ ပြီးတော့သူဝတ်ထားတဲ့ထူးခြားတဲ့ဝတ်ဆောင်ကြည့်အောင်ဒီလိုဝတ်ဆောင်ဘယ်လိုဝတ်ရမလဲငါတော့မသိဘူးဒီလိုမျိုးအင်းနှင်းချင်းတွေကရူရကိုချီးကျူးနေကြပါတယ်နှုတ်ရည်လေးခဏအကြာမတော့လာသားဆောင်ကိုရောက်လာခဲ့ပါတယ်ဟဲ့ဟဲ့ကြည်စမ်းကောင်းပြောင်တဲ့ခိုးလဲခေါင်းမုံးပေါ်ရောက်လာပြီအိုးပါမြင်ကွင်းလဲတစ်ဖက်မှာရူရနဲ့တစ်ဖက်မှာနှုတ်ရည်သူတို့ကကောင်းကင်နဲ့မြေကြီးလိုကွာခြားနေရပါပဲသူတို့ကနှုတ်ရည်ကိုဒီလိုမျိုးထပ်ပြီးတော့နောက်ပြောင်နေကြပါတယ် တစ်ချိန်တည်းမှာပဲယူရကိုလည်းအရင်ချီးကျူးနေကြပါတယ်ဒီနေ့မှာပထမဆုံးအချိန်နှုရင်းနဲ့ယူရတို့ကတယောက်ကိုတယောက်တွေးဆောင်ခဲ့ကြတော့တာပေါ့ဒါကတော်တီတာရဲ့ချွေးမယူရလားသူကတကယ်ကိုကြည်ကောင်းတာပဲဒါတော့အန်ဒီနီလာရဲ့ချွေးမနှုရီဖြစ်ရမယ်သူအเจ้าအမေရမကြခဏပြောလို့ရှိတယ်သူတို့နှစ်ယောက်လည်းစဉ်းစားခဲ့ကြတာပေါ့ကွယ်။နေရတွေကုံဆုံးသွားပြီးရန်နေငယ်ထပ်ပြီးကြာမှတော့ရောက်ခမနဲ့ချွေးမတို့ဟာဒေါ်တိရစီကိုအတူတူရောက်လာကြပါတယ်။ အမတီတာရေနေကောင်းလားဟဲနင်တို့အကုန်လုံးရောက်လာကြလားလာထိုင်ကြပါအောင်ဟဲချွေးမရေရေသုံးခွက်လောက်ယူလာပေးအောင်ယူရကရေခွက်အပြည့်ပါးတွေဘန်းကိုယူပြီးသူတို့စီချင်းကန်လာခဲ့ပါတယ်ဒီချိန်မှာယူရဟာမိဖို့ကြောင့်မှလဲလုံနေတာကြောင့်သပင်ကိုစီးထားပါတော့တယ်ယူရဘာလို့သပင်စီးထားလဲသမီးမှာတလောက်လာတဲ့သပင်ရှိတာကိုဖြန့်ထားပါအောင်ကွယ်မဟုတ်ရင်ပြက်စီးသွားလိမ့်မယ်ကျမမိဖို့ကြောင့်မှချက်ပြုတ်နေလို့သပင်ကိုစီးထားတာပါ မိဖို့ကြောင့်မလွတ်လုံနေစပင်စီးကိုစီးမလားအန်ဒီသာတမိလို့စပင်ရှင့်လေအမြဲတမ်းဖြန့်ထားမှာပဲအပြင်သွားရင်တော့ဖြန့်ပြီးမှသွားမှာတာမလူတိုင်းကစပင်ရဲ့အလောက်ကိုမြင်ရမှာပေါ့ဟုတ်တယ်ယူရနင်အရန်ကိုလာတယ်ဦးစားကိုလည်းဘလောက်လက်လက်ပပဝတ်တက်လဲပြီးတော့စပင်အလောက်ပဲနင်အလောက်မဖုံးခွဲပါနဲ့လူတွေအံ့ဩတော့ထုတ်ပြလိုက်ပါအင်းဒီနာချင်း၃ယောက်လုံးကယူရကိုဝိုင်းပြီးမြောက်ပြီးကြပါတော့တယ်တယောက်ကယူရစပင်ကိုဖြီလိုက်တဲ့အခါ ဒေါသီနဲ့မမို့တို့ကအိုဟစ်လိုက်ကြပါတော့တယ်။ဒီအတွက်ယူရကလည်းရှက်နေပေမဲ့ပျော်လင်းပျော်နေပါတယ်။ဒေါသီရာကတော့ဘာဖြစ်လာမေးဆိုတာသိတဲ့အတွက်အသက်အန္တရာယ်ကြုံနေရတယ်လို့ခံစားနေရပါတယ်။နောက်တနေ့ကစပြီးယူရဟာအိမ်မှုကိစ္စတွေကိုမိထားပြီးကိုကိုကိုပို့ပြီးတော့ဂရုစိုက်လာခဲ့ပါတယ်။သူတို့ပြောတာမှန်တယ်။ငါရဲ့အလောက်အလုပ်တွေနဲ့ဘာလို့ဖြုံးတီးရမှာလဲ။အခုငါပိုကောင်းအောင်ဝတ်စားစီရင်ပြီးငါပိုလှတယ်ဆိုတာလူတိုင်းကိုကြားရမယ်။ ငါစပင်ရှိမှမှောင်မိုက်တဲ့ညတော်အရောက်မဲ့သွားလိမ့်မယ်။ဒီလိုတွေ့ပြီးယူရကကိုကိုကိုရင်ကထပ်ပူပြီးဂယုဆိုင်လာခဲ့ပါရဲ့။ယူရကရွာသူလေးဖြစ်တဲ့အတွက်အလောက်ကုန်ပစ္စည်းတွေအကြောင်းမသိပေမဲ့လည်းအိမ်သုံးပစ္စည်းတွေကိုအသုံးပြုနေခဲ့ပါရဲ့။အိုးစပင်ဆိုးဆေးရပြီးပြည့်စုံစွာထွက်လာပြီ။ငါမြန်လိမ့်လိုက်မယ်။ပြီးရင်နင်းစီရဲနဲ့ရောထားတဲ့အယောနှောနဲ့ရေချုံးမယ်။ဒီလိုတွေ့ပြီးယူရဟာစပင်မှာစူးစီးတွေစတင်နေပါရဲ့။ ဒီချိန်မှာပဲဒေါတိရာရောက်လာပြီးပြောခဲ့ပါလို့တယ်။ကျွေးမရေအရင်ဆုံးသမင်းတွေချက်ဖို့လောက်အောင်လေဒီနေ့သမီးရဲ့အမအိမ်တန့်ရှင်လှုပ်ပေးထားတာသမီးဆိုးဆေးကိုလိမ့်နေရလားအမေကျမတို့အိမ်မှုကိစ္စတွေထက်ကျမရဲ့အလှတရားပိုအရေးကြီးတယ်အဲ့တော့အရင်ဆုံးကြိုးစားရမယ်။ပါပဲဖြစ်ဖြစ်အမေတို့အားလုံးကကျမချက်တဲ့ရွာစားဆောင်မကြိုက်ရင် အပြင်ကနေမြို့အစားစာတွေမှာစားလို့ရတာပဲ။ ဒီလိုနဲ့ပဲယူရဟာအချိန်တွေအားလုံးကို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 အတွက်သုံးဆွဲပြီးအိမ်မုကိစ္စတွေအားလုံးရှုပ်ထွေးသွားပါတော့တယ်။တဖက်မှာနုရီကအိမ်မုကိစ္စအားလုံးကိုအချိန်မီလုပ်ခဲ့ပေမဲ့သူ့ရဲ့ဝတ်စားစင်ရမှုနဲ့သဘင်ကြောင်သူရောက်ခမရင်ကလူတွေဟာသူ့ကိုအမြဲတမ်းအပြစ်တင်နေတော့ပါပဲ။ညီမလေးနင့်ကိုညီမလေးလို့ခေါ်ရမလားမောင်လေးလို့ခေါ်ရမလားငါမသိဘူး။ငါတငယ်ချင်းတွေကငါ့စီကိုလာလဲကြမှာ။နင်သူတို့ရှေ့မှာမတော်တဆတာမပေါ်လာတာပိုကောင်းမယ်နော်။ဒါပေမဲ့လေ တို့တို့ကောင်းကောင်းမွန်မွန်တစ်ခုခုတော့ပြင်ဆင်ပေးစေချင်တယ်။ကောင်းပြီလေမနှက်စာကျမလုပ်ပေးမယ်။ကျမဘာမှပြဿနာမရှိဘူး။ဒါပေမဲ့တို့မနှက်စာဘသူကချပေးမှလဲ။အမလက်ဖက်ဘန်းတော့မကင်နိုင်ဘူး။ဘာမှမသိဘူး။ဒီလိုအချိန်နေမျိုးမှာကျမပဲတို့မနှက်စာချပေးရမှာ။အမေအမေပြောတဲ့တရားတွေကျမကြုံဘူးပြီ။ဘလောက်မုန်းနေဆိုတာအမေကမပြောပြတတ်အောင်ပါပဲ။အမေချွေးမှအရင်ရိုင်းနေ။ထားလိုက်ပါတော့။တို့တို့အပြင်းအထန်တစ်ခုခုသွားဝယ်လိုက်လေ။ ဒီလိုပြောပြီးနူယီကသူ့ခန်းထဲဝင်သွားပြီးတခြင်းနားထောင်နေခဲ့ပါတယ်။ယေယကလည်းမှန်ကြည့်တာကိုအချိန်တဝက်ကြောကြော သုံးဆွဲနေခဲ့ပါတယ်။ဒါကြောင့်သူ့ရဲ့မိသားစုတွေအတွက်ပြဿနာအများကြီးဖြစ်စေခဲ့တာပေါ့။နူယီကတော့အလုပ်အလုံးကိုစနစ်တကျလုပ်ဆောင်ပြီးကိုကိုကိုလည်းဂရုမစိုက်ခဲ့ပါဘူး။ဒါတော့မှသူ့ယောက်ခမတွေကသူ့ကိုပြဿနာရှာနေတော့ပါပဲလေကွယ်။နူယီကအင်းရဲ့လာသားဆောင်ကိုရှင်းလင်းရေးလုပ်နေတော့မှချွေးမ၃ယောက်ကတော့သူတို့လာသားဆောင်ကိုရောက်လာပြီးသူ့ကိုရီမောင်းနေကြပါတယ်။ ဟေးကြည်စံကောင်းပြောင်တဲ့ခိုးကတပြက်စီးကိုလဲနေတယ်တော်နီလာရဲ့သမက်ကအရန်အတုံးဝင်နေဆိုတာငါဝန်ခံရမယ်ငါလဲသူ့ကိုငါအိမ်တန့်ရှင်းလောက်ခိုင်းဖို့စဉ်းစားနေတယ်သူတို့ကကြဲကြဲလောင်လောင်ပြောနေကြပါတယ်ဒါပေမဲ့လည်းအမှုရေဟာသူတို့ပြောတာကိုဂရုမစိုက်ပါဘူးအဲ့နောက်မှာယူရကလည်းလာတာဆောင်ကိုရောက်လာခဲ့ပါတယ်ဟေးမိမိကြည့်ပါဦးတော်တီတာရဲ့နှက်သမီးလေးကလည်းသူ့လေသာဆောင်ရောက်လာပြီးပြီးတော့စပင်ပုံစံလည်းတမျိုးလေးပြောင်းလိုက်တယ် ရူရချီကျူးတံကိုကြားရတဲ့အတွက်အရင်ပြိုသွားပါတော့တယ်။ဒါပေမဲ့နူရီကတော့ဒီအတွက်ပြဿနာဆဖြစ်လာခဲ့ပါတယ်။ရူရဟာမာနကြီးစွာနဲ့သူ့စပင်တွေကိုခါချလိုက်တဲ့အခါအိန္ဒိနာချင်းတွေအကုန်လုံးလည်းစူညံအော်ဟစ်ပြီးတချင်းဆိုကြပါတော့တယ်။စပင်းရှေးလေးမှချစ်တဲ့ဆိုလို့စပင်းရှေးတွေတားခဲ့တယ်။ရှင်ရလေးမှလာရဲဆိုလို့မောင်နှသားတွေမချီတော့ဘေးရိုးရိုးရှင်ပုံအင်ကြီးလေးနဲ့ကြိတ်တမိန်လေးပဲဝတ်ပါတယ်။ မောင်ကြိုက်မောင်လို့ကြွက်တနကားလေးပဲလိန်ခဲ့ပါရဲ့ဒီလိုချီကျူးတော့ရူရကပို့ပြီးတော့ဂုံတက်လာခဲ့ပါရဲ့ဒီရီအောင်လုံးကိုမြင်တော့နူကြီးလေးဒေါသထွက်လာခဲ့ပါရဲ့ဟဲ့သူမအပေါ်ရင်အလှနဲ့ဘာရမှာလဲစိတ်ကလေးလှနဲ့ပို့ပဲငါလို့ချက်နေငါထင်နေသူကသူ့ရဲ့အပြင်အလှကိုအရန်ကုန်ယူနေပြီဒီလိုပြောပြီးနူကြီးဟာမျက်မှောင်ကျုပ်ပြီးအောက်ထပ်ကိုဆင်းသွားပါတော့တယ် ဒီလိုနဲ့ဟိုလူတွေရဲ့အစီအစဉ်လေးအောင်မြင်သွားတော့တာပေါ့။နောက်ရန်နေငယ်ကြမှာတော့လူကြီးဟာအပြင်းလဲသွားတာကြောင့်အဲဒီကလူတိုင်းဟာသူ့ကိုသိနေကြပြီပေါ့ကွယ်။ဒါကြောင့်ရင်းရင်ရဲ့တငယ်ချင်းတွေဟာသူ့ကိုပါနောက်ပြောင်ခဲ့ကြပါလိမ့်။ညီလေးမင်းကငါတို့နားလေပါပြီ။မင်းဘာလို့မင်းမိမနဲ့မင်းမဆက်ပေးရလဲဆိုတော့မင်းကမင်းမိမကိုခေါ်လာတာမဟုတ်ဘူး။အေးလေငါတို့ပြန်ရလူတွေစီကနေတိလိုက်ရတယ်။မင်းတို့နှစ်ယောက်လုံးစကားမြတ်မြတ်မပြောနဲ့။ငါငါမိမကိုသူဖြစ်တဲ့အတိုင်းရမ်းကြိုက်တယ်။ ပြီးတော့သူ့အကြောင်းမကောင်းပြောဖို့မင်းတို့မှလည်းခွင့်ရမရှိဘူးဒီလိုဒေါသတကြီးပြောပြီးတော့သူဟာသူ့တငယ်ချင်းတွေကိုထားခဲ့ပြီးထွက်သွားလိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲနုယီကိုလည်းဒေါသထွက်နေခဲ့ပါတယ်အဲဒါကြောင့်ဒေါသပြင်းတဲ့အင်ကိုတန်းပြီးပြန်လာတော့တာပေါ့ဘာဖြစ်လာလဲစိတ်တုန်နေပုံရတယ်မစက်ပိတ်တော့ငါအနေနဲ့စကားမပြောချင်ဘူးမျက်မျက်နှာတော့မမြင်ချင်ဘူးအကိုကျမဘာလုံးမင်းလို့လဲအပြင်ကနေပြန်လာပြီးကျမကိုအော်နေတယ်ဒါနင်းပြဿနာပဲ နင်ကဘလို့စနစ်တကျစကားပြောရမယ်ဆိုတာတော့မသိဘူးအင်းနင်းသားချင်းကချွေးမတွေအလုံးနင်းထက်ကောင်းတယ်ငါနင်းကြောင့်အမြဲတမ်းနောက်လူဖြစ်နေရတယ်ဘာလို့ဖေကနင်ကိုငါကံကြမ္မာတွေရေးထည့်ခဲ့မှန်းတော့မသိဘူးငါရွေးရလို့မိမမျိုးလိုချင်ခဲ့တာသူခင်ပွန်ပါဇက်ကနေရွေးရနာမည်ကိုကြားလိုက်ရတဲ့အခါနူကြီးကလည်းအပူလောင်တလူခံစားလိုက်ရတော့တာပေါ့ရရင်ကဘာအကြောင်းပြချက်မှမရှိဘဲသူ့ကိုဒေါသထွက်ပြီးအခန်းလေးကိုဝင်သွားပါတော့တယ်အခုနူကြီးဟာယူရရဲ့အလှကြောင့်အရန်စီဆိုးနေခဲ့ပါပြီ ဒီလိုနဲ့ရန်နေငယ်ကြမှာယူရကနေတိုင်းအမျိုးမျိုးသောဝတ်စုံတွေကိုဝတ်ပြီးသပင်းဖြန့်ကလာတာဆောင်မှာရက်နေပါတယ်။အပြင်မှာလည်းသူ့အလောက်ကိုကြောပါနေကြတော့တာပေါ့။အိုးဟိုမိဖုရားကလာတာဆောင်မှာရက်နေတယ်။မျက်နှာကလာလိုပဲ။သပင်းကညလိုပဲ။အိုးငါမိမသားဒီလိုဖြစ်ရင် ကောင်းပါပဲ။အေးကွာငါလေးကြည့်နေတာ။ဒီလောက်မိုက်တဲ့မိမငါမိမဖြစ်ရမှာ။လန်နေကယောက်ျားတွေက ရွေးရကုန်မြင်ပြီးဒီလိုတွေမကြာခဏပြောလို့ရှိပါတယ်။ဒီနေ့ကိုတိုးလေဒီစကားတွေကိုကြားလိုက်ရတော့ဒေါသထွက်သွားပါတော့တယ်။ဒါပေမဲ့ပြက်တနာမဖြစ်အောင်တိတ်ဆိတ်စွာပဲရွေးရကုန်အထဲကိုလှမ်းခေါ်ခဲ့ပါတယ်။သူရွေးရကုန်ရှင်းပြလိုက်ပေမဲ့လည်းအခုရွေးရဟာသူ့အလှကိုဆွဲလန်းနေပြီးဒါကြောင့်ဘသူပြောပြောနားမလည်နိုင်တော့ပါဘူး။အဲ့နောက်မှာအချိန်နှင်းငယ်ကြာပြီးတဲ့အခါမှာတော့ငါနောက်ပါရယူအောင်မလဲ။အိမ်သုံးပစ္စည်းတွေတော့အကုန်ယူပြီးပြီ။အခုငါစပင်အတွက်ကောင်းတဲ့စီတစ်မျိုးဝယ်မယ်။ ပြီးတော့ဟိုပလဲလို့ဖြူရောင်ဝတ်စုံလဲဝယ်မယ်အဲ့တော့ဝတ်လိုက်ရင်တကယ်နဲ့သမီးလေးလို့ဖြစ်နေမှာလူတိုင်းငောက်ပဲကြည်နေလိမ့်မယ်တိတ်ထဲမှာလူတိုင်းကရေရောက်ကိုကြည့်ပြီးလမ်းလျှောက်နေကြပါတယ်။သူ့ရဲ့လှပတဲ့ဝတ်စုံရှီလျားထူထဲပြီးဖြန့်ထားတဲ့သပင်းနဲ့လလူမျက်နှာသားကလူတိုင်းကိုဆွဲဆောင်နေပါတော့တယ်။လူကြီးလေးပစ္စည်းတချို့ဝဲဖို့ဈေးကိုရောက်လာခဲ့ပါတယ်။ရုတ်တရက်သူ့မျက်လုံးတွေဟာရူရစီကိုရောက်သွားပါတော့တယ်။အိုးဟော ဒီအမျိုးသမီးကဒီမှာမော်ဒယ်လာလို့ရမလို့ဝတ်စားပြီးဈေးကိုလာတာပဲလူတွေရဲ့အာယုံဆိုင်မှုရဖို့ဆွဲဆောင်တာလည်းအပေါ်ပဲလူကြီးနဲ့ယူရလို့ပစ္စည်းဝယ်ပြီးအိမ်ကိုပြန်လာကြပြီးလမ်းမှာလူတိုင်းဟာလည်းယူရကိုချီးကျူးနေကြပါတယ်လူကြီးကတော့နောက်ပြောင်နေကြတာကိုမြင်လိုက်ရပါတယ်လူကြီးလည်းဒီထက်ပိုပြီးတိမခံနိုင်တော့ပါဘူးဒါနဲ့ပဲသူဟာအမြန်ဆုံးခြေလှမ်းတွေနဲ့အိမ်ကိုပြန်ရောက်လာပြီးမိဖို့ကြောင့်လည်းပစ္စည်းတွေထားပြီးတော့သူခန်းလေးကိုတန်းဝင်သွားပါတော့တယ် ဒီလိုမင်းကလေးမျိုးကအရန်မုန်းတယ်အရန်မုန်းတယ်။သူမသူမရဲ့အလောက်အရန်ကုံယူနေတယ်။အခုငါသူမရဲ့အလားနဲ့မာနောက်ဖြက်စီးပြစ်မယ်။နှူကြီးကသူ့ခန်းထဲကနေကကြီးတသေးလေးတစ်စုံကိုယူပြီးဘောင်းမီအိတ်ထဲထည့်လိုက်ပါတယ်။ပြီးတော့သူ့ရောက်ခမစီကိုတွားလိုက်ပါတော့တယ်။အမေဒီနေ့အန်တီတီရစီလက်ဖိတ်သွားတော့ရအောင်လေ။ဟဲ့ဘာဖြစ်လို့ရုတ်တရက်ကြီးအဲ့ဒီအိမ်ကိုတွားချင်တာလဲ။ဒီနေ့မတိုင်ခင်သေးတခါမှသူ့အိမ်ကိုတွားဖို့မပြော။အမေသမီးကိုတခုတော့ပြောချင်တယ်။ တီတာအိမ်ကိုသွားယုံနဲ့ယူရလို့အလားကိုရမှာမဟုတ်ဘူးနော်အခုဆိုရင်နုရီဟာယူရနမေကိုကြားယုံနေတဲ့ဒေါသထွက်လာပြီးသူတို့နှစ်ယောက်ကလည်းဒေါ်တီတာအိမ်ကိုအတူတူသွားကြပါတော့တယ်အမတီတာရေနီလာလာလေသမီးလေးလဲပါလာလားတခါတလေလေးခေါ်လာတာပါရှင်ခေါ်ရတော့လေနုရီသမီးအားတဲ့ခါတိုင်းလာခဲ့ပါနော်အန်တီကသမီးကိုအရင်သဘောကြတယ်အဲ့ဒီနေ့တော့သမီးလောက်ကြိုးတဲ့စမှုစားလေးဘလောက်တောင်ကောင်းလိုက်လဲ ဲ့ဒီရတာအန်ဒီခုချိန်နေမှတ်မိနေတော့မယ်တမီးရဲ့သူ့စမူစာတွေကိုချီကျူးတာရက်လိုက်အောင်နေရလှပတဲ့ချွေးမဘမလဲလှပတဲ့ချွေးမအခုရုပ်ဆိုးသွားတော့မှလေအမတော်ကအခုမှဈေးရပြန်လာတာအိမ်မုကိစ္စတွေစိတ်ဝင်စားတာမဟုတ်ဘူးဩအိမ်မုကိစ္စတွေတော့အိမ်ဖို့ငှားလိုက်ပါလားဒီလိုလှပတဲ့ချွေးမဘာလို့လှောက်ခိုင်းနေမှလဲမလှုပ်ရမှ तू ဟာသူ့ကိုယ်သူကိယူဆိုင်ဖို့အာယုံဆိုင်နေမှာပေါ့ခဏအကြာမှတော့ယူရလေအဲ့ဒီကိုရောက်လာခဲ့ပါတယ် ဒါကိုမြင်တော့ဒေါ်နီလာလေးရန်ကူပြိုသွားပါတော့တယ်။ကျမဈေးကခုမှပြန်လာတာဆိုတော့နည်းနည်းအနားယူနေရပါ။အခုတော့အမေတို့စီရောက်လာပြီလား။ထိုင်ဦးတော့လက်ဖက်ရည်နဲ့မနှက်စာယူလာပေးပါမယ်။ဘာလို့စိတ်ပူနေရလဲကွယ်။သမီးအနားယူလိုက်ပါ။ဒါသမီးအသားရည်ကိုပိုကောင်းစေလိမ့်မယ်။ပြီးတော့သမီးကမိဖို့ကြောင့်အလုပ်လုပ်ရင် သမီးလက်အရေးပြားတွေပြက်စီးသွားလိမ့်မယ်။ဒီထက်ဆိုးတာတမိစပင်စီးရအောင်မယ်။နီလာရဲ့နင်တီကိုအချိန်ကြာအင်းနေမှာရောက်လာတာ လက်ဖက်ရည်နဲ့မနှက်စာမကြွေးပဲငါနေတို့ပြန်မလွတ်နိုင်ပါဘူးအထူးသဖြင့်နှူရီပါပါလာတာကိုဒီလိုနဲ့ပဲနှူရီဟာယူရံကိုကူညီပေးခြင်းနဲ့ဆိုပြီးတောင်းဆိုလိုက်ပါတော့တယ်ဒေါ်သီရာလေးချက်ချင်းမိသဘောတူလိုက်တော့တာပေါ့ဒီအကြောင်းပြချက်နဲ့ယူရသမီးစီယာနေတခုခုသင်ယူနိုင်မှာပါလေသမီးကအိမ်မုကိစ္စတွေမှာကြွန့်ကျင်နေပြီပဲရောက်ခမနှစ်ယောက်ထိုင်ပြီးစကားပြောနေကြပါတယ်တချိန်တည်းမှာပဲယူရနဲ့နှူရီတို့ကမိဖို့ကြောင့်ကိုသွားပြီးမနှက်စာပြင်ဆင်ကြပါတယ် ရွေးရရဲ့ရှင်လျားရဲ့သဘင်တွေဟာသူ့ရဲ့ခါပေါ်မှာလှုပ်ရမ်းနေတော့တာပေါ့ဒါကုံမြင့်တော့နူရီဟာသူ့အိတ်ကတ်ထဲကကကြီးကိုထုတ်ပြီးသဘင်ကိုညှက်ဖို့အတွက်လက်ကိုဆန်းထုတ်လိုက်တာနဲ့ပဲရွေးရကသူ့လက်ကိုဖမ်းလိုက်ပါလို့တယ်နူရီနင်ပါလုံနေရလဲရွေးရရဲ့အတန်ကိုကြားတော့ဒေါ်တီရာနဲ့ဒေါ်နီလာတို့လည်းဒီလိုကြောင့်ကိုရောက်လာကြပါတယ်သူတို့ကရွေးရကနူရီရဲ့လက်ကိုကင်ထားပြီးလူကြီးလက်ထဲမှာကကြီးကိုလည်းတွေ့လိုက်ရတော့တာပေါ့အမေအန်တီကြည့်ပါဦးလူကြီးကကျမရဲ့စပင်ကိုညက်မလို့လုံနေတာ ကျမအချိန်မီမြင်လိုက်လို့တော်သေးတာပေါ့မဟုတ်ရင် तू ကကျမရဲ့ရှေးလျားလာတဲ့စပင်တွေဖျက်ဆီးပြမှာဒီအကြောင်းကြောင့်သမီးတီကိုလာလာဟုတ်လားဒီနေ့တော့သမီးအရန်လွန်သွားပြီသမီးသူ့စပင်ညက်လိုက်ရောသမီးစပင်ကပိုရှေးလာမှာလားဒီလိုမျိုးသူ့ရောက်ကမအဟင်နေတာကိုမြင်တော့လူကြီးရဲ့မျက်လုံးထဲမှာမျက်ရည်ရီကျလာပါတော့တယ်ကျမတခြားပါလို့ရမလဲဟုတ်ပါတယ်ကျမဒီစပင်ကြောင့်လူနောက်ဖြစ်နေရတယ်ဒီစပင်ကြောင့်ကျမရောက်ကမအိမ်မှာဘယ်သူမှကျမကိုမကြိုက်ကြဘူး ကျမလည်းသူ့လိုဖြစ်ချင်ခဲ့တာပဲဒါပေမဲ့ဘတော်မှမဖြစ်နိုင်ခဲ့ဘူးနုယီနင့်စပင်ကအရန်တို့လုံးတော့ချစ်စမီးတော့မကြင့်နိုင်ဘူးဒီထက်ဆိုးတာနင်ကမလိုက်မဖက်အိုးစားတွေဝတ်တယ်အဲ့ဒါတွေကနင့်စပင်နဲ့ဘလို့မှမလိုက်ဘူးငါပါလို့ရမလဲငါနီလန်းပေါင်းစုံစူးစားခဲ့ပြီးပြီဒါပေမဲ့ငါစပင်ကမရှိလားဟာအဲ့ဒါဆိုရင်တော့လေနင်ရဲ့ပုံမှန်တံတန်ကိုနင့်စပင်နဲ့တူအောင်လုပ်တဲ့နယ်နင့်စပင်ညက်ပြီးပုံစံသွင်းလိုက်ဟာပြီးတော့ယောက်ျားလေးတွေလိုဝတ်စားတွေဝတ်တဲ့နယ် ဒါနှစ်မှရေသွေးနှစ်ခုထွက်ပေါ်လာစေလိမ့်မယ်။ဘာလို့လဲဆိုတော့နေရာအိမ်မှုကိစ္စတွေအရင်ကောင်းကောင်းလှုပ်တတ်တယ်။ပြီးတော့အချက်ပြုတ်မှလည်းကျွမ်းကျင်တယ်လေ။ဒါပေမဲ့ငါဘယ်လိုလုပ်ရမလဲ။ငါကျင်းမောင်းမိတစ်ထဲတောင်တစ်ခါမှဝုတ်ဖူးတာမဟုတ်ဘူး။အရာအလုံးကငါ့အတွက်အရင်ခက်ခဲသွားလိမ့်မယ်။ငါသိပါတယ်ဟာ။ဒါပေမဲ့နေရာစပင်တိုလေးတွေကြောင့်လူနောက်ဖြစ်နေရတာ။နင်ဒီအရာအလုံးကြိုက်လားမကြိုက်ဘူးမလားအဲ့ဒါကြောင့်နင်နည်းနည်းအလျှော့ပေးရလိမ့်မယ်အဲ့ဒီနေရာစပဲ ကျမကိုကိုကိုတီလိုဖြစ်အောင်လှုပ်လိုက်တာဒါပေမဲ့ဒါအလုံးမဖြစ်ဘူးကျမစပင်တိုလေးတွေကြောင့်အဲ့ဒီတုန်းကလည်းဘသူမှကျမကိုမကြိုက်ခဲ့ဘူးအခုလည်းဘသူမှမကြိုက်ကြဘူးလေလူကြီးစကားတွေကိုနားထောင်ပြီးသူတို့သုံးယောက်လုံးလည်းအရင်ကိုစိတ်မကောင်းဖြစ်သွားကြပါတယ်တမီးအတွက်အရင်ဆိုးတာပဲဒါပေမဲ့လှပဖို့အတွက်နင်ပါမှမလိုအပ်ပါဘူးနင်အရင်လှတယ်ပြီးတော့အရေးကြီးဆုံးကနင်အချက်ပြုတ်နဲ့အိမ်မူကိစ္စတွေမှာတော်တယ်အဲ့ဒါချွေးမတယောက်အတွက်အရေးကြီးဆုံးပဲငါ့ကိုနင့်လိုချက်ပြုတ်ဖို့သင်မင်းနိုင်မလား အပြန်လန်နေနဲ့နင်းလို့ချင်နေဆိုရင်နင်းစပင်ကိုပုံမြင်မြန်ရှေ့ဆေးမဲ့စီတမျိုးငါပေးပါမယ်။ငါနင်းစပင်ကိုညှက်ဖို့ကြိုးစားတဲ့အတွက်ငါ့ကိုအပြစ်မတင်ဘူးလားယင်။အယိုးအသားဆုံးပြောရရင်လုံးဝမတင်ပါဘူးဟာ။ဘာလို့လဲဆိုတော့ငါလည်းနင်းလိုပဲအိမ်မုကိစ္စတွေလုပ်ခဲ့တဲ့နာပါ။ဒါပေမဲ့လူတွေကငါရဲ့အလောက်ချီချူကြတော့ငါ့ကိုမျက်ကန်းဖြစ်သွားစေတယ်။အခုထိငါတောင်းနားမလည်နိုင်ခဲ့ဘူး။ဒါပေမဲ့နင်းပြောတော့နားထောင်ပြီးမှငါလည်းအမားတွေအများကြီးလုပ်ခဲ့မိတယ်ဆိုတော့သိလိုက်ရတယ်။ ရိုးရိုးတသားပြောရရင်ငါနင့်ကိုပြက်တနာမရှာချင်ပါဘူးဟာဒါပေမဲ့သူများတွေကနင့်ကိုချီချူပြီးငါ့ကိုရှက်ခွဲလိုက်တဲ့အချိန်အားစပြီးနင့်ပေါ်မနာလိုစိတ်ဖြစ်လာတာငါ့ကိုခွင့်လွတ်ပါနော်အာမဟုတ်ပါဘူးညီရဲ့ဒီအရာအစောပိုင်းတည်းကတတိမထားမိခဲ့တာငါအမှားပဲအခုယူရနဲ့နုရီလည်းပြန်လဲတင့်မြတ်သွားကြပြီးဒေါနီလာကလည်းသူ့ချွေးမအတွက်ရမ်းစီမကောင်းဖြစ်သွားပါတော့တယ်ခွင့်လွတ်ပါချွေးမရဲ့အမေသမီးကိုအဝတ်အစားနဲ့စပင်းကြောင့်အငြင်းနဲ့စုပ်ပူခဲ့ပေမဲ့ ။သမီးတကားမှအမေကို ပြန်မပြောခဲ့ဘူး။ကျေးဇူးပြုပြီးအမေကိုခွင့်လွှတ်ပေးပါ။အမေ၊အမေကကျမကိုတောင်းပန်စရာမလိုပါဘူး။အမေအမားလည်းမဟုတ်ဘူးလေ။အခုဆိုရင်အရာအလုံးအဆင်ပြေသွားပြီးဒေါနီလာကလည်းနူယီကိုအပြစ်မတင်တော့ပါဘူး။နူယီဟာသူ့စပင်းကြောင့်ကိုကိုကိုဒီလိုဖြစ်အောင်တွန်းအားပေးခဲ့ရပါတယ်။အခုတော့သူ့ဒီလိုဖြစ်နေတာကိုကြော်လွားနိုင်မှုရေရကသူ့အမေပြောပြတဲ့နီလန်းကိုအသုံးပြုပြီးသပင်းအတွက်ပြင်ဆင်ပေးခဲ့ပါတယ်။ နူဟီဟာရူရန်ကိုမြို့ပြစားစရာတွေဘယ်လိုချက်ပြုတ်ရမလဲဆိုတာလေးတင်ပြပေးခဲ့ပါတယ်။ရန်နေငယ်အတွင်းမှာပဲရူရန်ဟင်းပွဲအစ်စ်များစွာကိုချက်တက်လာခဲ့ပါတယ်။ဘိုးညီမနင်နေတာဟင်းအမျိုးအစားအစ်စ်တွေချက်နေရပဲ။တိန်ခဲဟင်းပန်ကိတ်ပုံပေါင်းတွေဟာတကယ်အရသာရှိပုံရတယ်။ဒါတွေအလုံးကနူဟီကြောင့်ဖြစ်လာတာ။သူကကျမကိုတီဟင်းတွေအလုံးဘယ်လိုလုပ်ရမလဲဆိုတာသင်ပေးခဲ့ရလေ။နူဟီကချက်နင်းကိုပြောပြပေးမဲ့တမရအစားအစာပြင်ဆင်ခဲ့တာပါ။ ပြီးတော့ဒါသမီးလက်ရာအရတာပါဝင်နေတယ်။သူရခမရရဲ့ជីကျူးစကားတွေကိုကြားရတဲ့အခါယူရလေးရင်ပြိုသွားလိုတာပေါ့။တချိန်ထဲမှာပဲနုရီဟာယူရပေးထားတဲ့စီကိုသူ့ရဲ့သပင်မှာဇက်တိုက်လိမ့်နေခဲ့ပါတယ်။ယနေ့ငယ်အတွင်းမှာပဲသူ့သပင်မှာခြားနာချက်ကိုမြင်လာခဲ့ရပါတယ်။ဒီစီကတကယ့်ကိုအံ့ဩစရာပဲ။အခုချိန်နေ့ငါပစ္စည်းအများကြီးတုံးခဲ့ပေမဲ့ဘာမှမထူးခြားဘူး။ဒါပေမဲ့ဒီစီကတကယ့်ကိုအံ့ဖွဲ့အကျိုးသက်ရောက်မှုရှိရဲ့။ ဒီလိုနဲ့အခုယူရကနေတိုင်းဟင်းပွဲအစ်တတွေချက်ပြုတ်ပြီးသူရောက်ခမတွေကိုကျွေးလိုက်ပါတော့တယ်။လူကြီးရဲ့သပင်လေးအရင်မြင်မြန်ရှိလာတာမြင်တော့ပဝင်းကျင်ကလူတွေကလည်းအတော်လေးအံ့အားတင်သွားကြတော့တာပေါ့။ဟေးအခုယူရရင်လိုအလှပြင်ပြီးလေသာဆောင်မှရက်နေတာလုံးဝရက်လိုက်ပြီးဒါဘာဖြစ်နိုင်မလဲ။ယူရတယ်မကဘူးဟေး။နူကြီးလည်းရပောင်းများစွာဘဲမသွားတာမမြင်ရအောင်ကျုပ်တည်းကဘာဖြစ်သွားမှန်းမသိဘူးဒါတလောက်ကြည့်တဲ့ကိစ္စမဖြစ်နိုင်ပါဘူးဟဲ့ ကျူရတီးရပိုင်းအလုတ်တွေနဲ့များနေတာပြီးတော့နှုရီကသူ့စပင်တွေကျက်သွားလို့အပြစ်မထွက်တာနေမှာပေါ့ဟုတ်မယ်အဲ့လိုပဲဖြစ်မှသေးချာတယ်ဒီလိုနဲ့ရန်နေငယ်ထပ်ပြီးကြာသွားကနှုရီဟာခြေအိတ်နဲ့အုတ်ထုပ်ကိုဝတ်ပြီးမနက်ပိုင်းအပြေးလေ့ကျင့်ခန်းလုပ်နေပါတယ်အုတ်ထုပ်ကသူ့စပင်အားလုံးကိုဖုံးထားပါတယ်ဒီချိန်မှာဒိုအီးကသူ့ပြတင်းပေါက်ကနေမြင်လိုက်ပြီးချက်ချင်းပဲတခြားသူတွေကိုစောင့်ပုတ်လိုက်ပါတော့တယ်သူတို့နှစ်ယောက်လည်းပြတင်းပေါက်မှာလာရက်နေကြပါတယ်ဟေး ကောင်းပြောင်တဲ့ခိုးဒီနေ့မှရပောင်းများစွာကြာမှမြင်ရတယ်ဟေ့ဒီနေ့သူချေအိဝတ်ပြီးတော့အပြေးလေးချင်းခံလုံနေတယ်ထူးခြားတာတခုခုရှိလားတခုခုတော့ရှိတယ်သူကရပောင်းများစွာအိမ်ထဲမထွက်ခဲ့ဘူးပြီးတော့ဒီနေ့သူ့ရဲ့ပုံမှန်သဏ္ဍာန်မတူဒီနေ့အဲ့ဒီပွားချောင်ချောင်ဝတ်စားတွေမဝတ်ထားဘူးလို့ဘာဖြစ်နိုင်မလဲကျင်းချင်းကြက်ကြက်ဝတ်စားတွေဝတ်ပြီးတော့လှချင်အောင်ဂျိုးစားနေတာဒါပေမဲ့သူ့ကိုကြည့်ပါအောင်သူ့စပင်ကြောင်ကောင်းပေါ်မှာအုတ်ထုတ်ဆောင်းထားရတာ အင်းနီနာချင်း၃ယောက်လုံးကလူကြီးကိုဒီနေ့ထပ်ပြီးနောက်ပြောင်နေကြပါတယ်။ဒါပေမဲ့သူပြေးနေတော့သူ့အုပ်ထုပ်ကရုတ်တရက်ခေါင်းကနေပြုတ်ကျသွားတော့သူတို့ကအံ့အားတင်သွားကြပါတော့တယ်။လူကြီးရဲ့ရှေးလျားပြီးထူထဲတဲ့သဘင်တွေဟာသူ့အုပ်ထုပ်ကနေပြုတ်ကျလာတာနဲ့အမျှသူ့ရဲ့ခါးထီဖားလျားကျလာတာကိုမြင်လိုက်ပါတယ်။ဒါပေမဲ့နူရီဟာအုတ်ထုတ်ကိုမြေပြင်ကနေချက်ချင်းကောက်ယူလိုက်ပြီးသူ့ကိုယ်သူဖုံးလိုက်ပါတော့တယ်။နင်တောင်မြင်လိုက်လားယင်။ဒါမှမဟုတ်ငါတယောက်တည်းမြင်လိုက်တာလား။ ဒီကောင်းပြောင်တဲ့ခိုးကဘလို့လောက်ပြီးဒီလိုရှည်လျားတဲ့ထူထဲတဲ့စပင်တွေရလာလဲ။သုံးယောက်လုံးကအတိုလီအံ့အားတင်သွားကြရတာပေါ့။အခုဆိုရင်သူ့ရေဟာသူ့ဘောင်းမီရှင်နဲ့အင်ဂျီကိုထားခဲ့ပြီးမြို့ပြချွေးမလို့ခင်မိတဲ့ဝတ်စားတွေကိုစတင်ဝတ်ဆင်လာခဲ့ပါတယ်။ဒါကြောင့်သူကအခုတော့ရန်လှပနေခဲ့ပါပြီ။တခြားအင်းနီနာချင်းတွေကလည်းသူ့ပြောင်းလဲသွားတဲ့ပုံပန်းတရံကိုမြင်ပြီးချီးကျူးတာလည်းမရနိုင်ကြတော့ပါဘူး။တချိန်တည်းမှာပဲဒေါ်အီမမိုနဲ့မီမီတို့ကတော့ဒီအတွက်ဒေါသတွေထွက်နေကြတော့တာပေါ့။ ဒီလိုနဲ့ပဲရန်နေငယ်ကြသွားပြီးအခုဆိုရင်လူကြီးရဲ့အလှအပကယူရနဲ့နှိုင်းရှင်နှိုင်းနေအနေထားဖြစ်သွားပြီးသူတို့နှစ်ယောက်လုံးကလည်းအရင်ခင်မင်းရင်းနေတဲ့တငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။ဒါကြောင့်အပြင်သွားတာတွေကိုအတူတူလုပ်လို့ရှိပါတယ်။ဟေးနှုတ်ကြီးအလှပြင်ပြီးလေသာဆောင်မလာနဲ့အောင်။ဘာလို့လဲယူရဘာဖြစ်လို့လဲ။လူတွေနှင့်မနာလို့ပြီးပြာကြသွားမှစိုးလို့လေ။ဒီလိုမျိုးယူရကဒိုအီမီမီနဲ့မိုမိုတို့ကိုရင်းညွှန်းပြီးပြောလိုက်ပါတော့တယ်။ အခုဆိုရင်နုရီနဲ့ရူရတို့နှစ်ယောက်လုံးအရန်လှပလာတဲ့အတွက်ကျန်းတဲ့သုံးယောက်ကသူတို့နဲ့နှိုင်းရှင်ရင်အယောင်မိန်သွားကြရတာပေါ့ဒါကြောင့်သူတို့ကရူရနဲ့နုရီကိုမနာလို့ဖြစ်ပြီးဘာမှမပြောဘဲစိတ်မကောင်းတဲ့မျက်နှာထားနဲ့အဲ့ဒီကနေထွက်သွားလိုက်ကြပါတယ်ဒီလိုနဲ့ရန်နေငယ်ထပ်ပြီးကြာသွားကအခုနုရီနဲ့ရူရတို့လည်းညီမတွေလိုမျိုးနေထိုင်လာကြပါလို့တယ်နုရီငါဆေးရနဲ့ပစ္စည်းတချို့ယူရမယ်နေငါနဲ့လိုက်ခဲ့မလားဟာရူရရဲ့ဒါမေးစရာမေးခွန်းလား ပြစ်မှာလေကောင်းလေတန်းခံရအောင်သွားကြမယ်လေသူတို့နှစ်ယောက်ဆင်းတဲ့ပြင်းပြီးဈေးကိုအတူတူထွက်သွားကြပါတော့တယ်ရေယာကသူ့ရဲ့ထူးခြားတဲ့ဝတ်စုံကိုထိမ့်သိမ်းထားပြီးသူ့ရဲ့ရှေးလျောက်ထူးထဲတဲ့သပင်ဟာသူ့ရဲ့ခါပေါ်မှာဝင်ရဲနေပါတော့တယ်နူရီယာလည်းရန်ကိုလှပတဲ့ဝတ်စုံကိုဝတ်ဆင်ထားပြီးသူ့ရဲ့ရှေးလျောက်တွေသပင်ကသူ့ခါပေါ်မှာဖျားကျနေခဲ့ပါတယ်သူတို့နှစ်ယောက်ကလမ်းပေါ်မှာအတူတူလမ်းလျှောက်လာတာမြင်တော့ပတ်ဝန်းကျင်ကလူတွေလည်းသူတို့စီကနေမျက်လုံးမခွာနိုင်ကြတော့ပါဘူးလေကွယ် ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။